အားလုံးပဲမင်္ဂလာပါရှင်။စိတ်ဝင်စားစရာကောင်းတဲ့ဘရာလောကဇလန်ကောင်းများစွာကို တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့လာမင်းအိမ် YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးသူဇယန္နာရှာမညရှိသားတဲ့အောင်မြတ်တာအတွင်းနဲ့အပိုင်း284ဖြစ်တဲ့အောင်မြတ်တာနဲ့ချိန်မီတောင်းနဲ့ဆိုတဲ့ဇလန်လေးရဲ့အစအဆုံးကိုတင်ဆက်ပေးမှာဖြစ်ပါရစေ။ပရိသတ်ကြီးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။အမလေးကြေကြပါဦး။ ကဲကြပါဦးဗျာအလတ်တကြားအော်ဟစ်လာရင်းနဲ့ထွက်ပြေးလာတဲ့ကျော်နုကြောင့်ထင်းစည်းတွေချီနှောင်နေတဲ့အဖွဲသားတွေရောရောတဲတဲဖြစ်ကုန်တယ်ကျော်နုဘာဖြစ်တာလဲငါ့ကိုငါ့ကိုကဲပါအောင်ငါ့ကိုကဲကြပါအောင်ကွာကျော်နုကတော်ရဲကိုလက်ညှိုးထိုးကအော်ဟစ်ရင်းနဲ့အယုတ်ကျိုးပြလဲကျသွားခဲ့တယ်ကျော်နုတတိထောင်းလေစိုးထွေးရကျော်နုကိုလောက်ခါရင်းနဲ့မေးလိုက်ပြီးမဲ့စကံမေးမရတာကြောင့် ရှင်ဘက်ကိုလက်နဲ့ဖိပြီးတော့စမ်းကြည့်လိုက်ရှာနှလုံးမခုန်တော့တာကိုသတိထားမိခဲ့တယ်။ကျော်ကျော်တို့အသက်မရှိတော့ဘူးကွာ။ဟာခဏလေးရတယ်တော်ရဲထွက်သွားတဲ့သူကရုတ်တရက်ကြီးဘလို့ဖြစ်ရတာလဲ။အဖွဲသားတွေအားလုံးအံ့ဩမြင့်တက်နေတဲ့အချိန်ဘေးမှာရက်ကြည့်နေတဲ့ဦးမင်းမောင်ကကျော်တို့ဝတ်ထားတဲ့အင်းစီကိုရုတ်တရက်ဆွဲဖြတ်လိုက်ရှာရင်ညွန့်တက်တဲ့မှာမီးလောင်တရားလိုအသက်နီလန်နေတဲ့ခြေဖွားရတစ်ခုကိုမြင်တွေ့လိုက်ရတယ်။ ဟဲ့ကောင်လေးထင်းစည်းတွေအကုန်ထားခဲ့ပြီးတော့ဒီနေရာကနေထွက်ကြတော့မဟုတ်ရင်တော့အကုန်တိတ်ကောင်းလိုက်မယ်။ဦးမင်းမောင်ကအလန့်တစားအော်ဟစ်ရင်းနဲ့ကျော်နုရဲ့လောင်းကိုပွေ့ချပြီးတောင်ချေဘက်ကိုထွက်ပြေးသွားခဲ့တယ်။တော်ရဲချင်းခုတ်သွားရင်းနဲ့ကျော်နုဆုံးပြီဆိုတဲ့သတင်းကကညင်သုံးဆင်းရွာထဲမှာညာရင်းချင်းပြန့်နှံ့သွားခဲ့တယ်။ဦးမင်းမောင်နဲ့ရွာကလာတာတချို့ကကျော်နုအလောင်းကိုရွာပြင်မှာဆင်ထိုးပြီးတော့ထားဖို့အလောက်ရှောက်နေကြတယ်လို့ ကျော်နွေရဲ့အလားကိုတကူတကလာကြည့်စားတဲ့သူတွေကလည်းရွာပြင်မှာပြန့်ကျဲနေခဲ့တယ်။တချို့ကြတော့လေအလောင်းစင်ကုလုပ်ပေးတယ်လို့နဲ့ကျော်နွေရှင်ဖက်မှာရှိတဲ့ခြေထောက်ပုံစံတရားကိုလာကြည့်စားတဲ့သူတွေရှိတယ်လို့တချို့ကြတော့လေကိုရွာသားတယောက်ရုတ်တရက်ဆုံးပါသွားတာမို့ကိုချင်းစာစင်အပြင်နဲ့လာရောက်လောက်ကင်ပေးခဲ့ကြတယ်။အလောင်းစင်ရဲ့ဘေးမှာတော့လူမမဲ့ကလေးတယောက်ကိုခရစ်ခွင်ချပြီးတော့ရှာကြီးတငယ်ငိုကြွေးနေတဲ့မိန်းမတယောက်ရှိနေခဲ့တယ်။ သူမရဲ့မျက်လုံးကအတမ်းမဲ့နေတဲ့ကျော်နှူးရဲ့အလောင်းကိုကြည့်ပြီးငိုလိုက်။ခြေထားတဲ့လူမမဲ့ကလေးကိုကြည့်ပြီးငိုလိုက်နဲ့လှုပ်နေရင်းနဲ့ခန္ဓာကိုယ်ကမြေကြီးပေါ်ကိုဝုန်းကနေပြိုကျသွားပါတော့တယ်။ကျွန်တော်ကဲပါအောင်ဗျာ။ကဲစားပါအောင်ဗျာ။တရားထိုင်နေရင်ကြားလိုက်ရတဲ့အတန်းကြောင့်အောင်မြတ်တာရဲ့မျက်တောင်တွေမသိမသားလေးလှုပ်ခတ်သွားခဲ့တယ်။ကဲစားပါအောင်ဗျာ။ကျွန်တော်ဘယ်ကိုရောက်နေရလဲဆိုတာပြပြပေးကြပါ။အတန်ကပြ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 ထထကြလိုက်ရတာမို့ အတန်ကြားတဲ့ဘက်ကိုအာယုံခံကြည့်လိုက်ရာတငယ်နေတဲ့မျက်နှာနဲ့တရေတရိုင်ရှောက်နေတဲ့လူတယောက်ကိုမြင်တွေ့လိုက်ရတယ်ဒီတစ်ခါမှာတော့အမျက်သားရဲ့မျက်လုံးတွေဖြက်ခနဲပွင့်ထွက်လာပြီးတော့ထိုင်နေရာကနေထရရလိုက်တဲ့အချိန်မလာနဲ့တွားစံငါတို့စီမှာမင်းအတွက်နေရာမရှိဘူးထွက်သွားစံဘယ်ကနေရောက်လာတဲ့ကောင်လဲမသိပါဘူးဟက်ကခပွေးပြီးတွားစံအဲ့ဒီလိုမောင်းထုတ်တံတွေကိုပါထထားလိုက်ရတယ်အဲ့ဒီအချိန် မောက်ကောင်းတဲ့ခွန်လာတို့ပါထလာပြီးအသံစားတဲ့ဘက်ကိုပြန်တူကြည့်လိုက်ရှာတကူလုံးဖြူဖက်ဖြူရော်ဖြစ်နေတဲ့လူတယောက်ကြောက်ရွံ့နေတဲ့မျက်နှာနဲ့သူတို့ရှိတဲ့ဘက်ကိုလမ်းလျှောက်လာတာမြင်လိုက်ရတယ်။ဆရာဒီလိုကဘာလို့လဲ။ငါလည်းတရားထိုင်နေရင်းနဲ့သူ့အတန်းစားလိုက်ရလို့အဲ့ဒါတရားဖြုတ်လိုက်တာ။ဘာလို့လဲဆိုတော့သိချာမသိရသေးဘူး။အောင်မြတ်တာစကားဆုံးတာနဲ့လမ်းလျှောက်လာတဲ့သူကိုစိုက်ကြည့်ပြီး အမြင်အာရုံပွင့်စေ။အဲ့ဒီလိုရှေ့ရွှတ်လိုက်ရှာ။ အရိတူရဲ့မျက်လုံးတွေကအောင်မြတ်သားတို့ဆရာတပည့်၃ယောက်စီကိုချက်ချင်းရောက်လာခဲ့တယ်။အလိုလေရောဂီဝတ်စုံတဲ့လူတွေပါလားဒါဒါဆိုခင်ဗျားတို့ကတရားကျင့်ကြံနေတဲ့သူတွေများလား။တင်းထင်မြင်တဲ့အတိုင်းဟုတ်မှန်ပါတယ်။တင်းရရောဘလို့ကြောင့်ဒီနေရာကိုရောက်လာရပါသလဲ။ကျွန်တော်မသိဘူး။မမေတလောက်ကတော့မိတောက်နေတဲ့ခြေောက်တစ်ဖက်ရဲ့အရန်ပူလောင်တဲ့ခန်းစားမှုရဲ့ပဲမှတ်မိတယ်။ဆရာသူ့ကိုကြည့်ရတာအသိမှတ်ညာတချို့ သိမ့်ခံထိထားသလိုပဲနော်။ငါလည်းမင်းပြောသလိုတွေးမိတယ်။သူ့မှညာပြန်ရအောင်လို့စမ်းကြည့်လိုက်ပါဦးမယ်။အောင်မြတ်သားကတွယ်လျားတဲ့လက်ချောင်းတွေကိုဖြန့်လိုက်ပြီး အရှိမရှက်နေတဲ့သူရဲ့ဥကောက်ထက်ကိုအုံမိုးလိုက်တယ်ဆိုရင်ပဲလက်ချောင်းထက်ကနေနွားနို့လိုဖြူစင်တဲ့အလင်းတန်းတွေစီးကျလာခဲ့တယ်။အလင်းတန်းတွေကရှက်နေတဲ့သူရဲ့ဥကောက်ထဲကိုစိတ်ဝင်သွားတဲ့အချိန်မှာတော့တင်ဖြစ်ပြက်ခဲ့တဲ့အရာတွေကိုမကျွေးမကြံပြောပြနိုင်စေ။ အဲ့ဒီလိုအမိတ်ပြန်လိုက်ဟာရက်နေတဲ့သူရဲ့မျက်လုံးတငယ်အိမ်ကရုတ်တရက်ကျင်းသွားပြီးတော့ကျွန်တော်တော်ထဲမှာလမ်းပြောက်ပြီးတော့တစ်ပင်တစ်ပင်အောက်မှာနားနေတဲ့အချိန်တစ်ပင်အနောက်ကဂမူလေးပေါ်ကိုအပေါ်ဆွန့်ခဲ့မိပါတယ်ကျွန်တော်တော်ထဲမှာလမ်းပြောက်ပြီးတစ်ပင်တစ်ပင်အောက်မှာနားနေတဲ့အချိန်တစ်ပင်အနောက်ကဂမူလေးပေါ်ကိုအပေါ်ဆွန့်ခဲ့မိတယ်အဲ့ဒီအချိန်ဘေးမှာရှိတဲ့တစ်ပင်တွေကလှေမတိုက်ဖဲလှုပ်ရှားလာပြီးတော့ခြေထောက်နှစ်ဖက်မှာမိွေတောက်လောင်နေတဲ့လူတယောက် မျက်စိရှိမှရုပ်တရက်ပေါ်လာခဲ့တယ်။သူကကျွန်တော်ကိုမီးဝင်းဝင်းတောက်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတော့ရှင်ဝါတက်တဲ့ကိုခြေထောက်နဲ့တန်းနေပါလေရော။သူ့ပုံစံကအရင်ကြောက်ဖို့ကောင်းပြီးတော့ခန္ဓာကိုယ်ကနေလဲမီးခုံငွေတွေကတထောင်ထောင်ထွက်နေခဲ့တယ်။ကျွန်တော်လည်းအရင်ကြောက်လန့်ပြီးတော့ခြေထောက်အောက်ကနေရုံထွက်လာခဲ့တာ။အဖွဲသားတွေရှိတဲ့နေရာကိုဘလို့ရောက်မှန်းမသိရောက်လာခဲ့တယ်။အဲဒီနောက်ပိုင်းဘာမှသတိမရတော့ဘဲနဲ့သတိပြန်ရတဲ့အချိန်မှာတော့ မြူတွေပိတ်ဖုံးနေတဲ့တောအုပ်တစ်ခုတည်းကိုရောက်နေခဲ့ပြန်ရောကျွန်တော်လဲတောထဲမှာခြေဥတရားလျှောက်သွားရင်းနဲ့ဒီကိုရောက်လာခဲ့တာပဲအဲ့ဒီစကားတန်တွေထွက်လာခဲ့တယ်။အောင်မြတ်သားလဲတိချင်တာတွေသိရပြီမို့လက်ကိုပြန်ရုပ်သိမ်းလိုက်ရှာအရှိမရက်နေတဲ့သူကလဲငုံငုံငိုင်ငိုင်ပြန်ဖြစ်သွားခဲ့တယ်။ဆရာသူ့ဘလို့လောက်ရမလဲဒီပုံစံတိုင်းဆိုရင်တော့မူလခန္ဓာကိုယ်ရဲ့ကိုပြန်ဝင်လို့ရနိုင်သေးတယ်မဟုတ်လား အချိန်မီပြန်ပို့နိုင်ရင်တော့အသက်ရှင်နိုင်သေးတယ်။ဒါပေမဲ့သူ့ဘယ်မှာနေတယ်ဆိုတာသိဖို့ကလည်းလိုသေးတယ်။အောင်မြတ်တာကစကားဆုံးတာနဲ့ရှေ့မှာရှိတဲ့သူ့ဘက်ကိုလှည့်ပြီးတော့တရဘဲရွာမှာနေတယ်ဆိုတာမှတ်မိသေးလား။ကျွန်တော်ကကငယ်သုံးဆင်းရွာမှာနေပါတယ်။ကငယ်သုံးဆင်းရွာလို့ပြောလိုက်တာကြောင့်အောင်မြတ်တာကမလန်မကန်းမှာရှိတဲ့တော်တရပင်အောက်ကိုသွားပြီးပင်စီကိုလက်နဲ့ထိကဒီတဲ့ပင်မှာစောင့်ကြတဲ့ပုပ်ကိုကျောက်ရှိကိုရောက်စေ အဲ့ဒီလိုအမိတ်ပြန်လိုက်ရာပင်စီရဲ့အလဲကနေစင်တရေလိုကျန်းထော်နေတဲ့အသားရည်ရှိတဲ့လူဝါကြီးတယောက်ထွက်လာပြီးတော့အောင်မျက်တာကိုစိုက်ကြည့်ကာကျုပ်ကိုခေါ်တာဘာလို့ဖို့လဲကញင်သုံးစီရွာကိုတင်သိပါသလားကျုပ်အဲ့ဒီရွာကိုသိတယ်ကျုပ်တို့ကိုလိုက်ဖို့ပေးနိုင်မလားကျုပ်ပိုင်တဲ့အတွင်းတော့လိုက်ဖို့နိုင်တယ်တခြားနေရာရောက်ရင်တော့တက်ဆိုင်တဲ့ပုံကိုယ်တွေကိုအကူအညီတောင်းကြည့်ရမယ်ကောင်းပါပြီကျန်တဲ့အပိုင်းကျုပ်တို့ဆက်လုပ်ပါမယ် အောင်မြတ်သားတို့လည်းတော်တရပင်ဆောင်ပုဂ္ဂိုလ်ရဲ့လမ်းပြမှုနဲ့ကញ្ញဲသုံးဆင်းရွာရှိတဲ့ဘက်ကိုထွက်လာခဲ့ပါတယ်။လန်ခီတခြားမှာလည်းတခြားနာနာဘဝတွေကတစ်ပင်ချင်းငယ်တွေနောက်ကနေအောင်မြတ်သားတို့ကိုချောင်းမြောင်းကြည့်ရှုနေကြသလိုတချို့ကြတော့လည်းအမောက်တို့တည်းကနေပြူးချဲ့တဲ့မျက်လုံးတွေနဲ့ချောင်းကြည့်နေကြတယ်။လမ်းပြခေါ်ဆောင်သွားတဲ့ပုဂ္ဂိုလ်ကလူနှစ်ယောက်ခန့်သွားလို့ရတဲ့တော်လန်တစ်ခုအရှိကိုအရောက်မှာတော့ခြေလမ်းမျိုးကိုရှက်လိုက်ပြီးပတ်ဝန်းကျင်ကို ခြေကတောင်မှလိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။တင်ပါဖြစ်လို့ဆက်မသွားဘဲနဲ့ရပ်လိုက်တာလေ။ကြုံနှာခေါင်းနဲ့မီးလောင်ညှော်နှံ့တွေရနေရဲ့။တဝင်းချင်ကလည်းရုပ်ချီတိတ်ဆိတ်သွားသလိုပဲ။တော်တရပင်ဆောင်ပုဂ္ဂိုလ်ကအနှင်းငယ်ထိတ်လန့်တဲ့ပုံစံနဲ့ပြောလိုက်တာကြောင့်အောင်မြတ်သားလည်းပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ရာအညိုရောင်မီးခွန်းငွေတွေလင်းညာရက်ကနေလွင့်ပြန်လာတာကိုမြင်လိုက်ရတယ်။သူသူ့လာနေပြီ။ကျုပ်ပြန်มาရတော့မယ်။ဘသူလာနေလို့ တရဒီလောက်တောင်ကြောက်ရွံ့နေရလေတောင်ဆောင်နဲ့ကြီးတောင်ဆောင်နဲ့ကြီးလာနေပြီကြောက်ဒီထက်ပို့ပြီးတော့လိုင်းမပို့ပြီးနိုင်တာတောင်းမှန်ပါတယ်တော်တရပင်ဆောင်နှက်ကအလန့်တကြားပြောပြီးဖနောက်ကိုဆောင်းလိုက်ရာအခုံးဝဲတွေအဖြစ်ပြောင်းလဲပြောက်ွယ်သွားပါတယ်ဆရာမိခုံးဝဲတွေအရမ်းများလာပါလားမောက်ကောင်ကနှကားကိုလက်နဲ့ပိတ်ပြီးပြောနေတဲ့အချိန်သူ့ဘေးမှာရပ်နေတဲ့လူကနားနှစ်ဖက်ကိုလက်နဲ့ပိတ်ခါမြေကြီးပေါ်မှာလှုပ်လိုက်ပါလေရော ။သွားငါ့စီမလာနဲ့ထွက်သွား။နေလောက်ကောင်ကငါ့လက်ထဲကပြေးလို့လွတ်ရောလား။လိုက်တံပါတဲ့အသက်အော်အော်ကြီးကအရက်လေးမျက်နှာကနေထွက်ပေါ်လာတာကြောင့်အောင်မြတ်သားလည်းဘေးဘီကိုအာယုံခံကြည့်လိုက်ရှာမိခုံးငွေတွေကလွဲပြီးတော့ဘာကုန်းမှမတွေ့ခဲ့ရဘူး။ဒီကောင်ကတောတခွင်ကိုအကျွေးမဲ့ထိတ်ချုပ်ထားတာပဲ။ကျွန်တော်တို့လည်းဘာမှမတွေ့ရသေးဘူးဆရာ။ဒီကအတော်ဆွမ်းရကြည့်တဲ့ပုံပဲ။ကျွန်တော်တို့ဘာလုပ်ကြမလဲဆရာ။ ငါတို့တောင်းရောက်ဒီမှာရှိနေရင်လက်ပြပြောင်းဝင်ဖို့အတွက်အခက်အခဲဖြစ်သွားလိမ့်မယ်။ဒါကြောင့်မင်းတို့နှစ်ယောက်ကဒီလူကိုခေါ်ပြီးတော့ကညင်သုံးစိရွာကိုအရောက်သွားကြ။ငါကတော့ဒီမှာနေခဲ့ပြီးတောင်ဆောင်နဲ့ဆိုတဲ့ကောင်ကိုထိထားပေးမယ်။ဟုတ်ကဲ့ဆရာ။ဒါဆိုကျွန်တော်တို့သွားလိုက်ပါအောင်မယ်။ဆရာလည်းတတိထားပါ။မကောင်ကအောင်မြတ်တာကိုနှုတ်ဆက်ပြီးမြေပေါ်မှာလှုပ်လိုက်နေတဲ့သူကိုလက်ပြခေါ်အင်းနဲ့ချုပ်ပြီးဆွဲခေါ်သွားပါတယ်။မကောင်တို့ထွက်သွားတာနဲ့တပြိုင်နက်တော်ရရနေ အလုံးကိုကျေလောင်တဲ့တော်လဲတံတစ်ခုထွက်ပေါ်လာပြီးတစ်ပင်တကိုင်းတွေကနေတဖြည်းဖြည်းမြည်တဲ့အတန်တွေထွက်ပေါ်လာခဲ့တယ်။အောင်မြတ်သားကတော့အတန်ကြားရဘက်ကိုညနာမှုကထိုင်လိုက်ပြီးတော့လွယ်အိတ်ထဲကနေအင်းဆွဲကညက်တံကိုထုတ်ပြီးတော့ရှေ့တက်တရမြေကြီးကိုထိုးစားလိုက်တယ်ဆိုရင်ပဲထိုင်နေတဲ့ဘေးပတ်ပတ်လေးမှာရှိတဲ့မြေကြီးတွေကပတ်ကြားအပ်တယ်လို့ဖြစ်လာပြီးအထက်ကနေရွှေဥရောင်အလင်းတန်းတွေထွက်ပေါ်လာခဲ့တယ်။အလင်းတန်းတွေက ဥတတိုင်းသဖွယ်ကာရန်ထားတာကြောင့်မိခုံးဝဲတွေကမကောင်းလို့ထွက်သွားတဲ့နေရာစီကိုမရောက်တော့ပဲအောင်မြတ်တာထိုင်နေတဲ့ပတ်ဝန်းကျင်မှာသာဟိုဟိုတီတီဝေဝဲနေခဲ့ကြတယ်။ငါပိုင်တဲ့ထဲကိုလာပြီးတော့စီးပောင်တတ်မှတ်တဲ့ကောင်အသေးတက်ကြစမ်းဟိ။ခြောက်ကအကွဲလာတဲ့အတန်နဲ့ကြီးကတောတခွင်လုံးကိုပြန့်နှံ့သွားပြီးတဲ့နောက်မှာတော့ညာတန်ပြီးအော်ဟစ်လာတဲ့အတန်တွေရုတ်ချီထွက်ပေါ်လာပါတော့တယ်။အောင်မြတ်တာလည်းရှေ့တက်တက်ကိုမျက်နှာမှုပြီးကြည့်နေတဲ့အချိန် လူသေးကောင်းတွေလို့ပုတ်ပွားနေတဲ့နန္ဒဘာဝတွေလူဝင်တွေလို့အမွေးဆောက်ပါကောင်းတွေအစားရှိတဲ့ကျောင်းမက်ဖွေရနန္ဒဘာဝတွေကသွေးပြတ်ဖွေကောင်းတဲ့အတန်တွေပေးပြီးထွက်လာခဲ့ကြတယ်။တက်ကြစမ်းတစားစီဆွဲဆောက်ပြကြဟိ။တာမန်လူတယောက်သွေးပြတ်နိုင်လောက်တဲ့အော်ဟစ်ကျိန်းမတန်တွေနဲ့တိုးကပ်လာကြတဲ့နန္ဒဘာဝတွေကိုကြည့်ပြီးအောင်မြတ်တာတယောက်တက်ပြင်းရှိတစ်ချက်ကိုချလိုက်ပါတော့တယ်။တက်ပြင်းချတဲ့အတူသူ့ရဲ့အရှိန်မှာတော့ ပြောင်လဲနေတဲ့လက်နက်တွေကိုဆွဲကြိုက်ထားပြီး အစိမ်းရောင်အစင်တစားတွေဝတ်ဆင်ထားတဲ့အင်းဆောင်ဘလူးတွေပေါ်လာခဲ့တယ်။နာနာဘဝတွေကအင်းဆောင်ဘလူးတွေကိုမြင်တော့ရှေ့ကိုစမတ်တက်ရဲကြတော့ပဲဝါတပြန်စာအကွာမှာရှမ်းနေတဲ့အချိန်စကောဝိုင်းလောက်ရှိတဲ့မီးလုံးတစ်လုံးကနာနာဘဝတွေရဲ့အရှိကိုထိုးချလာခဲ့တယ်။ရဲရဲတောင်းနေတဲ့မီးလုံးကြီးကညစ်ကြီးကိုထိရတဲ့တပြိုင်နက်နမောင်နဲ့အသားရည်ရှိတဲ့လူတယောက်တွင်ပြောင်းသွားပြီးသူ့ဘေးနားမှာရှိတဲ့ နန္ဒဘာဝတကောင်ရဲ့ဥကောင်းကိုထတင်းတဲဆုပ်ကင်ပြီးတော့သူရဲ့ဘောကြောင့်တဲ့ကောင်တွေအမိတ်ကိုမနာခံတဲ့ကောင်တွေဘလို့ဖြစ်မဲဆိုတာကြိတ်ထားကြအဲ့ဒီလိုကျိန်းဝါလိုက်တဲ့ဆိုရင်မဲနတ်မောင်နေတဲ့လက်အောက်ကနေပြီးတော့မင်းညော့မီးဆွေတွေထွက်ပေါ်လာပြီးဥကောင်းကနေခြေထောက်အထိဝါမျိုးပြစ်သွားခဲ့တယ်မျက်စိတမဲ့အတွင်းကြာမောင်ဖြစ်သွားတဲ့နန္ဒဘာဝကိုမြင်တော့ကျန်တဲ့သူတွေတုံ့လောက်သွားခဲ့ကြတယ်နောက်တစ်ခါအမိတ်ကိုလွန်ဆန်ရင် အကောင်လောက်မီးလောင်တိုက်တွင်းပြင်မယ်။အခုချက်စင်ဒီအကောင်အသေးတက်ကြစမ်းမဲနှံ့နေတဲ့လူရဲ့စကားကြောင့်အရှင်ကတွန်းဆောက်နေကြတဲ့သူတွေအားလုံးညာခံပေးပြီးတော့အောင်မြတ်တာစီကိုပြေးဝင်လာကြတယ်။တက်ဟိတ်ဖြတ်ဟိတ်ရှေဆောင်ကဝင်လာတဲ့နာနာဘဝတကောင်ကိုဘလို့တကောင်ကလက်သေးကင်ထားတဲ့တင်းပုံနဲ့ဆွဲရိုက်လိုက်ရာလေထဲမှာတင်အငွေအဖြစ်ပြောင်းလဲပြောက်ွယ်သွားခဲ့တယ်။နာနာဘဝရင်းနဲ့အင်းဆောင်ဘလို့ရဲ့တိုက်ပွဲက တောတခွင်ပြန့်နှံ့သွားပြီးကျင်းဝါတန်အော်ဟစ်တန်တွေကလည်းကဘာပြတ်မတက်ထွက်ပေါ်လာခဲ့တယ်။ကငယ်သုံးစင်းရွာကိုတွားနေတဲ့မောက်ကောင်းတို့လည်းအနောက်ဘက်တောတွေကနေထွက်ပေါ်လာတဲ့အလင်းတန်းတွေကျင်းဝါတန်တွေကြောင့်ရှောင်းလန်းနေတဲ့ခြေလန်းတွေကိုရှက်လိုက်ပြီးအနောက်ကိုလှည့်ကြည့်လိုက်ကြတယ်။လမ်းလျှောက်နေရင် ရုတ်တရက်ရှက်လိုက်တာကြောင့်အရှေ့ကနေလမ်းပြဖြစ်သွားနေတဲ့စပင်းစုပ်ဖားနဲ့ကောင်ကအနောက်ကိုလမ်းကျသွားခဲ့တယ်။လဲကျသွားတဲ့ကောင်က လေပင်မှာခက်တင်းတင်းရစ်ပတ်နေတဲ့ပရိတ်ကြိုးကြောင့်ဆိုင်ငယ်ဆိုင်ငယ်ဖြတ်နေခဲ့တယ်။ဘာလို့ရှက်လိုက်တာလဲအကိုရ။ဟိုကောင်းတော့သေးတော့မှာပဲ။ခွန်လာကမကောင်းလက်ထင်ရပရိတ်ကြိုးကိုဆွဲယူပြီးကြိုးစားကိုလျှော့ပေးလိုက်တော့မှလေပင်အဲ့နေတဲ့ကောင်ပုံမှန်ပြန့်ဖြစ်သွားခဲ့တယ်။ငါလည်းမရှိရွယ်ပါဘူးကွာ။ဟာကမင်းအဆင်ပြေရဲ့လား။မကောင်းရဲ့စကားကြောင့်ညစ်ကြီးပေါ်ကနေကုံယုံထနေတဲ့မျက်လုံးပြပြနှာခေါင်းပေါက်တဲ့တဲ့နဲ့ကောင်ကကောင်းငယ်ပြပြီး ဘာမှမဖြစ်ကြအောင်အမိုရှာပြနေခဲ့တယ်။ဆရာအဆရာပြေလားမသိပါဘူးကွာ။ငါတော့စိတ်ပူတယ်။ဆရာအဆင်ပြေမှာပါ။ကျွန်တော်တို့ပဲကញ្ញင်သုံးဆင့်ရွာကိုအာရုံမတက်မီအချိန်မီရောက်ဖို့ပဲလိုတာ။ခွန်လာရဲ့စကားကြောင့်မောက်ကောင်းကပရိတ်ကျိုးနဲ့ချီထားတဲ့ကောင်ရဲ့ရှေ့မှာရပ်လိုက်ပြီးတော့မပြုတ်ကောင်။မင်းကကញ្ញင်သုံးဆင့်ရွာကိုတည်တာတည်ချပါရဲ့နော်။တည်တည်ချပါရဲ့ဆရာ။ကျုပ်မလိမ်မလိမ်ရဲပါဘူး။တည်ချရင်ပြီးရော။ မမေလို့ကတော့မင်းရဲ့ပြုထွက်နေတဲ့မျက်လုံးကိုဖောက်ပြီးတော့လဒါစာကျွေးပြစ်မယ်။မောင်ကောင်ရဲ့စကားကြောင့်ပရိတ်ကျိုးနဲ့ဖန်ခန့်ထားတဲ့မျက်လုံးပြပြသက်စင်ကညနေငယ်လေးဖြစ်သွားခဲ့တယ်။စကားကောင်းကောင်းပြောပြီးတော့လမ်းပြဖို့ခေါ်တော့ကြတော့မထီလေးစာလှုပ်တဲ့ကအခုကျတော့သူ့လောက်ကြောက်တတ်တဲ့သူလောကမှာမရှိတော့တယ်လို့ပဲ။ဆရာတို့ဒီလောက်စွမ်းမမသိခဲ့လို့စော်ခမ်းမိခဲ့တာတောင်းပန်ပါတယ်။နောက်နောက်လေးလေးစားစားဆက်ဆံပါမယ်။ မကောင်းတို့လည်းလမ်းမှာဖမ်းလာတဲ့သစင်ငပြူကိုဖျဲချပြီးတော့ကငယ်သုံးစင်ရွာကိုဆက်လက်ထွက်ခွာခဲ့ကြတယ်။တောနဲ့အတွင်းမှာတော့အင်းဆောင်ဘလူးတွေနဲ့နာနာဘဝတွေရဲ့တိုက်ပွဲကပြင်းထန်နေပြီးနာနာဘဝတွေဘက်ကအထင်နာနေသလိုအင်းဆောင်ဘလူးတို့လည်းမိသွေးခဲလို့နတ်မောင်နေတဲ့သူရဲ့လက်ချက်နဲ့ကြာမောင်အဖြစ်ပြောင်းလဲသွားခဲ့ရတယ်။နာနာဘဝတို့ကတော့အောင်မြတ်တာဖန်တီးထားတဲ့အတားအဆီးကိုကြော့ဖြတ်ဖို့စူးစမ်းခဲ့ပေမဲ့ထဲတလောက်အလုံးမဖြစ်ခဲ့ပဲ။ ဖျားချလာတဲ့သူတွေသာမီးကျွမ်းလောင်ပြီးပြကြသွားခဲ့တယ်။တောင်မြင်တဲ့အသားမဲမဲနဲ့လူကအောင်မြတ်တာကိုထာယာကနေရွှေအောင်ပြုလုပ်ဖို့အတွက်စူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပဲအောင်မြတ်တာရဲ့ကိုမစောင့်ကြနေတဲ့ကိုဆောင်အင်းဆောင်ပုဂ္ဂိုလ်ရဲ့လက်ချက်နဲ့မျက်နှာဟက်တက်ခွဲတဲ့တန်ရာရသွားခဲ့တယ်။ဒါကြောင့်အစိအနေမဟမ်မတ်တိတဲ့ကောင်ကသူ့လက်အောက်ကနန္ဒဘဝတွေကိုအကခွဲရှုပြီးတော့ခန္ဓာကိုယ်ကိုမီလောက်တစ်ဖွဲဖန်ဆင်းပြီး တောရဲ့အတွင်းဘက်ကိုထွက်ပြေးသွားပါလေ။ခေါင်းဆောင်ဖြစ်သူထွက်ပြေးသွားတာကြောင့်ကြံနေတဲ့နန္ဒဘဝတွေလည်းချေဦးတရာကိုထွက်ပြေးကြတဲ့အတွက်တောရဲတိုက်ပွဲကြီးကသုံးချက်ဒီလောက်မှပြန်လည်ငြိမ့်သက်သွားခဲ့တယ်။မိဟောင်ဟောင်တောက်လောင်နေတဲ့ခြေထောက်နဲ့ဘေးမှာရှိတဲ့ကြောက်တုံးကိုစီစီညံ့ညက်ကြောက်လို့နင်းချေလိုက်တဲ့အတွက်ရှေးမှာဒူးထောက်နေတဲ့အသားမဲမဲနဲ့လူရဲ့ခန္ဓာကိုယ်ကဆက်ကနေတုံသွားပြီးအရှင်ပေးတဲ့တာဝန်မကျေပြွန်တဲ့အတွက် ေးတဲ့အဖြစ်ကိုကြည်ကြည်နက်နက်ကြီးခံယူပါမယ်ဟမ်ငါပိုင်နေတဲ့မှာဒီလိုအဖြစ်မျိုးစော်ကားခံရတာပထမဆုံးပဲဟဲ့ငနတ်တူမင်းတို့ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့သူတွေအခုဘယ်မှာရှိနေလဲသူတို့ဘက်တွေကတော့ကញ្ញင်သုံးဆင်းရွာဘက်ကိုတွားနေပြီးတော့သူကတော့တော်တရက်ပင်အပိုင်စီမှာရှိနေပါတယ်ငါ့ကိုစော်ကားပြီးတော့မထီမဲ့မြင်လောက်တဲ့ကောင်တွေကိုဟော်ရီချောင်းနဲ့နင်းတတ်မယ်ဟိထောက်ထောင်မောင်းမောင်းအယံမြင့်မြင့်နဲ့ပုပ်ကူက မိဟောင်ဟောင်တောက်လောင်နေတဲ့ခြေထောက်ကိုစောင့်ချလိုက်ရာဘေးနှစ်ဖက်ကိုမိဘအမိစတွေဖျားကနေလွင့်ထွက်သွားခဲ့တယ်။လင်းကျပ်တွင်တဲ့အတန်းချောက်မကောင်းတဲ့ခွန်လာရီရဲ့ခြေလမ်းတွေပို့ပြီးတော့တွက်လက်လာခဲ့တယ်။မပြူရွာကိုခုချိန်ထိမရောက်သေးဘူးလားဟာ။အရှိဆုံးရောက်ပါပြီခဏလောက်ပဲတီးခံပေးကြပါ။တဆင်ငပြူကမကောင်းတို့ကိုကြောက်ရွံ့တဲ့မျက်နှာထားနဲ့ကြည့်ပြီးတော့ရှေ့ကိုခတ်တော့တော့ထွက်သွားခဲ့တယ်။၁၀မိနစ်လောက်ကြာပြီးတဲ့အချိန်မှာတော့ ဝယုံပင်တွင်အုပ်ဆိုင်နေတဲ့တော်ထက်တနေရအယောက်အသားနီဆက်ဆက်အယက်မြင့်မြင့်လှူထွားခြင်းတယောက်မြေကြီးထဲကနေဝုန်းကနေခုန်ထွက်လာပြီးတော့မကောင်းသူရဲ့အရှိမပိတ်ရနေတာကိုမြင်လိုက်ရတယ်။ဆရာတူကရွာဆောင်နဲ့ဖြစ်မယ်ထင်တယ်။ရွာဆောင်နဲ့ဆိုလေလူလာပို့တာလို့ပြောလိုက်ကွာ။မောင်ကောင်းရဲ့စကားကြောင့်ငပြူကသူတို့ချင်းနားလေတဲ့စကားနဲ့ပြောလိုက်ပေမဲ့အသားနီဆက်ဆက်ပုပ်ကမျက်နှာထားတင်းတင်းနဲ့ပဲရက်နေခဲ့တယ်။ မရအောင်ဆရာတေးပိသားဝိညာဉ်ကိုရွာထဲကိုပေးမဝင်ဘူးတဲ့ဟာဒီကောင်ကတော့ဒါတေးပိသားမဟုတ်ဘူးကွာမျောနေတာကွာအခုဖယ်ဆမ်းပါဗျာဒီကောင်ကိုစကားကောင်းပြောမရဘူးဆိုတော့လောက်တင်တာလောက်ရတော့မှာပဲခွန်လာဆုပ်တစ်ချက်တက်လိုက်ပြီးတော့လွယ်ထဲပါလာတဲ့လောင်မင်းအင်ကိုဆက်ခနဲဆွဲထုတ်ခါရွာဆက်တွေပြစ်ချဖို့အလို့အသားနီဆက်ဆက်ပုပ်ကူကတုံတုံရှိရှိဖြစ်လာပြီးအနောက်ကိုတုံးနှက်လောက်ဆုပ်သွားခဲ့တယ်မပြုတ်ဟိုကောင်ကိုပြောလိုက် ခေါင်းမနေရင်ဒီအင်းကိုနှစ်ဖူးမှကတ်ပေးလိုက်မယ်လို့မပြူကနေရထားကြောက်နေရတာမို့ညနေငယ်လေးနဲ့ရှစ်တိုးပြီးလက်ဟန်ချီဟန်နဲ့ပြောလိုက်ရာခဏကြာမှတော့အသားနီဆက်ဆက်လူကပိတ်ထားတဲ့လမ်းကိုဖယ်ပေးပြီးပြက်ွယ်သွားခဲ့တယ်။ဒီလောက်ဆိုရင်တော့ရွာထဲဝင်လို့ရပြီထင်တယ်။မကောင်ကသူ့အနောက်မှာကပ်ပါလာတဲ့သူကိုရှေ့ကိုထွက်ခိုင်းပြီးတော့ရွာထဲကိုဝင်ခိုင်းခဲ့လိုက်တယ်။ရွာထိပ်ကိုရောက်တော့အခေါင်းစင်ပေါ်မှာတင်ထားတဲ့ ခန္ဓာကိုယ်တစ်ခုကိုမြင်လိုက်ရတယ်။အချိန်မီသေးတယ်ခက်မြမြန်ဝင်ပြီးတော့မောင်ကောင်းရဲ့စကားကြောင့်ဘေးမှာရပ်နေတဲ့သူဟာသူ့ခန္ဓာကိုယ်ရှိရာအလောင်းစင်ရှိရာဘက်ကိုပြေးထွက်သွားခဲ့တယ်။ခဏနေတော့အလောင်းစင်ပေါ်မှာငုတ်တုတ်ထထိုင်နေတဲ့ပုံရိပ်တစ်ခုကိုမြင်တွေ့လိုက်ရပြီးမကြခင်အချိန်မှပဲဘေးနားဇေယျပေါ်ကနေတရေတရေဆိုပြီးအော်ဟစ်ပြေးလွှားနေကြတဲ့အတံတွေကိုကြားလိုက်ရတယ်။မောင်ကောင်းတို့လည်းမိမိတို့တာဝန်ပေးဆောင်ပြီးမို့ ဖမ်းခေါ်လာတဲ့တဆင်ကပြူးကိုလှုပ်ပေးကဆရာဖြစ်သူရှိတဲ့တော်တရပင်ဘက်ကိုပြန်ထွက်လာပါတယ်။အာယုံတဆင်ဖြစ်တဲ့အတွက်တောဟုတ်တွင်းမှာရှိတဲ့ကျင်းကတချို့ကအစာရှာထွက်ဖို့တဆုနေကြသလိုတောကြတချို့ကလည်းနေတဲ့ကိုကြိုးစောတဲ့အတိုင်းအတန်ကုန်တွန်ကျူးနေခဲ့ကြတယ်။အာမြတ်သားကတော့တောတွင်းမှာရှိတဲ့ဝေယုံပင်အောက်မှာငြိမ့်သက်စွာထိုင်ပြီးတမထကိုငြိမ့်သက်ထမြဲအောင်ကြည့်ချင်နေတဲ့အချိန်မျက်လုံးထဲမှာတော့အလျံညင်ကြီးတောက်လောင်နေတဲ့ မီးလျှောက်တချို့ကထိဟလာခဲ့တယ်။အောင်မြတ်သားလည်းသူ့အရှင်မတစုံတယောက်ရောက်လာပြီးဆိုတာသိလိုက်ရတာကြောင့်တမထအချင်းကိုဖြုတ်ချပြီးမျက်လုံးကိုအသာဖွင့်ကြည့်လိုက်ရာမီးတောက်မီးလျှောက်တွေဒူးစလောက်ထိလောင်မြောက်နေတဲ့လူတယောက်ကိုမြင်တွေ့လိုက်ရတယ်။အဲ့ဒီသူကအောင်မြတ်သားကိုကြောက်မက်ဖွယ်ကောင်းတဲ့မျက်လုံးနဲ့စိုက်ကြည့်ပြီးတော့နေရငါပိုင်တဲ့ထဲမှာဖမ်းထားတဲ့သူကိုလွှတ်ပေးပြီးတော့ငါတပည့်ကိုပါထိခိုက်အောင်လုပ်ခဲ့တယ်လို့လားအဲဒီလိုမေးလိုက်ရှာ အမြတ်တာကနှကန်းစွန်လေးနှစ်ခုတွန်းအောင်ပြောင်းလိုက်ပြီးတော့ကျောဘက်ကတော့ဘသူ့မှာအရင်ထိခိုက်အောင်မလုပ်ပါဘူးတဲရှာရဆဆငါရှိမှလာပြီးတော့မဟုတ်တမ်းတွေလာပြောနေပါရောလားဟင်းတဲကျောက်ပေါ်ရှာလို့နေရပဲဒီလိုအမှန်အမှားမခွဲတတ်တဲ့သူကဘလို့ကုသိုလ်တွေကြောင့်တောင်ဆောင်နဲ့ဖြစ်နေပါလိမ့်အောင်မြတ်တာစကားကချင်းမီတောင်းရဲ့အရှိတ်ကိုထိသွားပြီးဒေါသရှင်ကလည်းအုံခနဲ့ပွင့်ထွက်သွားပါလိမ့် ဒီလောက်ဖြစ်တဲ့ကောင်တေးပြီးတော့ချီမီတောင်နဲ့ကသူ့ရဲ့ခြေထောက်နဲ့အောင်မြတ်သားရဲ့ငဲတဲ့ကိုဝုန်းကနေနင်းချလိုက်ပါတယ်။တင်ရကြောက်ကိုတောင်ထိအောင်လို့မနင်းနိုင်ဘူးပဲ။ချီမီတောင်နဲ့လည်းအတန်ကြားလို့လှည့်ကြည့်လိုက်ရှာအနောက်ကဝရုံပင်အောင်မှာတင်မလင်ခွေထိုင်နေတဲ့အောင်မြတ်သားကိုမြင်လိုက်ရတယ်။တင်လည်းခဲသူမဟုတ်ဘူးပဲ။ဒီတခါတော့မလွတ်เสียရဘူးဟဲ့။ချီမီတောင်နဲ့ကအတန်နဲ့ကြီးနဲ့ကြုံဝါပြီးနင်းချလိုက်ပြီမဲ့အောင်မြတ်သားကိုမထိပဲ မြေကြီးကိုသာနင်းမိသွားခဲ့တယ်။ကိုကိုကိုအထင်ကြီးနေတဲ့တောင်ဆောင်နဲ့ပဲ။တရားခုထိကြောက်ကိုထိအောင်လို့မလုပ်နိုင်သေးပါလား။အတန်းကဘေးကနေထွက်လာတာကြောင့်ချိန်မီတောင်းတဲ့ဒေါသပုံထားသွားပြီးမြင်တွေ့သမျှကိုခြေထောက်နဲ့တတ်နှင်းပါလေရော။ခြေထောက်နဲ့နင်းချိတ်ခံထိတဲ့ဝရုံတော်တစ်ခုလုံးမိဟုံဟုံတောက်လောင်နေပြီမဲ့။အောင်မြတ်တာကိုမေးဖို့တော့မဟုတ်တာကြောင့်ချိန်မီတောင်းရဲ့မျက်နှာမှာကြောက်ရွံ့မှုအော်အော်ထိတ်လန့်မှုအရေးအယံတွေပေါ်ပေါက်လာခဲ့တယ်။ တင်ဘယ်သူလဲလူတော့ဖြစ်ဟမတူဘလို့လောနတ်လောတင်ထင်နေရတခုမှမဟုတ်ဘူးကျောက်ကလူသားဆစ်ဆစ်တယောက်ပါမဖြစ်နိုင်တာတာမန်လူဆိုရင် အခုလိုဖြစ်เสียအကြောင်းမှမရှိ啊နောက်ပြီးတင်ဟာကျောက်ကိုပြန်ပြီးတော့ခုခံတာလည်းမရှိဘူးလူတွေထဲမှာကျောက်လိုမျိုးပုံကိုယ်တွေအများကြီးရှိကြတယ်ကျောက်အနေနဲ့တင်းကိုထိခိုက်နာကြအောင် ဆုံးမလို့ရပါပေမဲ့ကျောက်မလောက်ပါဘူးဘာကြောင့်လဲဆိုတော့တင်ကတစ်ချိန်ချိန်မှာ ဒီတော့ဒီတောင်မှာသာသနာပြုရမှာဖြစ်လို့ပဲသာသနာပြုရမှာဟုတ်လားကျုပ်အရာတွေစိတ်မဝင်စားဘူးနောက်ပြီးတင်ကကျုပ်ကိုထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒီလောကမှာကျုပ်ကိုအမိတ်ပေးနိုင်တာကကိုယ့်ဝေယာနမင်းကြီးပဲရှိတယ်ချိန်မီတောင်းတဲ့စကားကြောင့်အောင်မြတ်တာကခေါင်းကိုခိုင်းရန်ကပြုံးလိုက်ပြီးတော့ညလက်ညှိုးကိုမိုးပေါ်ကိုထောင်းကနှုတ်ကနေဂါရာတပုတ်ကိုရွှတ်ခွက်လိုက်ရှာ အလင်းရောက်ထွက်စားပြုနေတဲ့ကောင်းကင်တစ်ခုလုံးရွှေရောင်အလင်းတွေဖျားထွက်လာပြီးတော့ယတနာအတိပြီးတဲ့တန်လျက်ကိုဆဲကင်ထားတဲ့ကိုဝေယနမင်းကြီးရဲ့ပုံရိပ်ပေါ်ပေါက်လာခဲ့ပါတယ်။ကိုဝေယနမင်းကြီးကိုရုတ်တရက်မြင်လိုက်ရတဲ့ချိန်မီတောင်နဲ့အနေနဲ့နမင်းကိုကြည့်လိုက် အောင်မြတ်သားကိုကြည့်လိုက်နဲ့အံ့ဩနေရင်းကနေမျက်နှာကိုမြေကြီးပေါ်ဝှက်ချလိုက်ပါတော့တယ်။အကျွန်ုပ်ကိုပင်ဖိတ်တဲ့အကြောင်းအရာဗာများပါလိမ့်။ထင်ရှားပြတ်သားတဲ့ ဩဇာပြေးပါတဲ့အတန်ကြောင့်အောင်မြတ်တာကချိန်မီတောင်နှက်ကိုလက်ညှိုးထိုးပြပြီးဒီမှာရှိနေတဲ့တောင်ဆောင်နှက်ကအသေးနမင်းကြီးတစ်ပါးတည်းကိုသာခါစားနိုင်တဲ့အကြောင်းပြောတာမို့လို့ပေးဖက်ရခြင်းဖြစ်ပါလေဟောဘသူများလဲလို့အစနုပ်ရဲ့ငဲ့ကြုံမယ်တရဒီစရာလေးပေါ်ဘလို့အမှုမျိုးကျူးလွန်ခဲ့တော့ကိုဝရနတ်မင်းရဲ့အတန်ကြောင့်ချိန်မီတောင်နှက်ရဲ့ခန္ဓာကိုတဆတ်ဆတ်တုံလာပြီးတော့ကျွန်တော်မျိုးမသိလို့အပြစ်ကျူးလွန်မိပါတယ် ခွင့်လွှတ်ပေးတော်မူပါအရှင်နမင်းကြီးအကျွန်ုပ်ရဲ့ငယ်ကျုံကဆရာလေးအပေါ်အပြစ်လောက်မိပြီထင်ပါရဲ့ဟဲ့အခုချက်ချင်းတောင်းပန်လိုက်စမ်းနမင်းကြီးရဲ့စကားကြောင့်ချင်းမီတောင်းနဲ့ကအမျက်သားရဲ့ခြေထောက်ကိုနှစ်ဖူးနဲ့အပ်ပြီးထက်ခါတလေလေတောင်းပန်ခဲ့တယ်ကျောင်းအနေနဲ့တဲ့ုံခွင့်လွှတ်ပါတယ်ဒါပေမဲ့တဲ့ုံအနေနဲ့အခုချင်းအားစပြီးဘသူ့မှာထိခိုက်နာကြံမပြုတ်လောက်တော့ဘူးဆိုတဲ့ကရီကိုနမင်းကြီးရှိမှပေးပါ။ကျုပ်မလောက်တော့ပါဘူး။ ကလေးချက်ချက်ပေးပါလေ။နမင်းကြီးကချိန်မီတော့နဲ့ရဲ့ဟန်ပန်ကိုကြည့်ပြီးအေးကောင်းလေစွာကောင်းလေစွာအခုချိန်အားစပြီးတဲ့အနေနဲ့ဒီတော့ဒီတောင်လေးကိုရောက်လာတဲ့သူတော်စင်ပုပ်ကိုရီကိုကုညီဆောက်ရှောက်ဖို့နဲ့မတမာသူတွေကို၆လက်မောင်းထုတ်စေ၆လက်မောင်းထုတ်ရမှလဲသူတပါအတမသိစေရအဲ့ဒီအမိတ်ကိုပေးပြီးပြက်ွယ်သွားခဲ့တယ်အဲ့ဒီတော့မှချိန်မီတော့နဲ့လည်းအတိတ်တရားဝင်ပြီးသူ့ရဲ့မူလရုပ်တွင်ဟာနေ တာမန်ရုပ်အတွင်ဖြစ်ပြောင်းပြီးတော့အောင်မြတ်သားရဲ့ဘေးကိုရိုကျိုးစွာတိုးခတ်လာခဲ့တယ်။တင်ဟာဒီတော့ဒီတောင်မှာစောင့်ချက်နေရနှစ်ပေါင်းဘလောက်ရှိပြီလဲ။နှစ်ပေါင်းလေးရာကြော့ပါပြီဆရာ။အတော်ကြာပြီပဲ။ဒါနဲ့တင်ရဲ့ခြေထောက်တွေကဘလို့ကြောက်မီးတောက်လောင်နေရလဲ။ကျုပ်လူဘွားတော့ကဒီတော့ထဲမှာတောလိုက်တဲ့မုံဆိုဖြစ်ခဲ့ပါရဲ့။ကျုပ်အမဲလိုက်လို့ရတဲ့တားခေါင်တွေကိုထွက်မပြေးနိုင်အောင်လို့ခြေထောက်ကိုမီးနဲ့မြိုက်ခဲ့တဲ့အကုတို့ကြောင့် အခုလိုမေးဆွဲလောင်နေရပါတင်ကအခုတို့တွေလောက်ပြီးတော့ဘလို့ကြောင့်တောင်ဆောင်းတဲ့နေရာကိုရောက်ခဲ့ရလဲဒါတော့ကြုံမဲလိုက်ပြီးပြန်တဲ့တနေ့တော်ရဆောက်တည်နေတဲ့ယဟန်တပါးကိုဖုံးမြင်လိုက်ရတယ်ကြုံလဲယဟန်တော်ကိုမြင်တော့စွန့်ကပ်ချင်တဲ့စိတ်ဖြစ်လာတာမို့ပါလာတဲ့သားကောင်ရဲ့ပေါင်သားကိုမိခင်ပြီးတော့စွန့်အဖြစ်ကတ်လူခဲ့ပါတယ်စွန့်ကပ်ပြီးအပြတ်လမ်းမှာပဲမုံယုံနေတဲ့စင်ရိုင်းတကောင်ရဲ့နင်းသက်ခြင်းကိုခံခဲ့ရပါတယ်ဒါပေမဲ့တေးအန်ဆဲဆဲမှာ စွန့်ကပ်ခဲ့တဲ့အတွေ့အလေဝင်ခဲ့တာကြောင့်ဒီနေရာမှာပဲအဆောင်ဖြစ်ပြန်လဲဖြစ်တည်ခဲ့တာပါရဟန်းတစ်ပါးကိုမရှိရွယ်ပဲနဲ့ကပ်လူခဲ့တဲ့စွန့်တနတ်ရဲ့ကုတော်ကဒီလောက်ထိအကျိုးပြုခဲ့တာပါလားဒါတော့တင်ရဘာကြောင့်မလို့အကုတော်တွေဆက်လုပ်နေခဲ့ရလဲကြုံမားခဲ့ပါတယ်ဒီနေ့ဒီချင်းအားစပြီးတော့အကုတော်အလုပ်တွေထပ်မလုပ်တော့ပါဘူးလို့ကတိပေးပါတယ်တာရုတာရုတာရုတင်လဲအခုခန်းစားနေရတဲ့ဝတ်ကြိုးရနေတယ် အမြန်ဆုံးလွတ်မြောက်ပါစေ။အောင်မြတ်သားရဲ့စွတ်တမ်းစကားတန်အဆုံးမှပင် ချိန်မီတောင်နှက်ကပြုံးရွှင်တဲ့မျက်နှာထားနဲ့ပြက်ွယ်သွားပြီးမကြခင်အချိန်အတွင်းတော်ဆက်ကနေတိတ်ခိုင်းဆောင်နေတဲ့တန်တွေထွက်ပေါ်လာလို့ကြီးလိုက်ရှာမှာတော့မကောင်းတဲ့ခွန်လာတို့ဖြစ်နေခဲ့တယ်။ဆရာဘာမှမဖြစ်ဘူးမဟုတ်လား။ဘာမှမဖြစ်ပါဘူး။ကျွန်တော်တို့ကဆရာကိုစိတ်ပူနေတာတော့ပါသေးရဲ့။အောင်မြတ်သားကမကောင်းတဲ့ခွန်လာတို့ရဲ့စကားကိုဘာမှပြန်မပြောဘဲ ခက်ပြောင်ပြောင်မျက်နှာထားနဲ့သာကြည့်နေခဲ့လိုက်တယ်။အောင်မြတ်တာအနေနဲ့ကိုဝရနမဲကြီးအကူညီနဲ့ချိန်မီတောင်နှက်ကိုလိမ်မောင်းဆုံးမပြီးတဲ့နောက်မှာတော့လူနေအင်ချီရီရှိတဲ့ဘက်ကိုပြန်လဲထွက်ခွာလာခဲ့ပါတော့တယ်။မောက်ကောင်ဟိုမှာဘာများပါလဲ။အောင်မြတ်တာလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်ရှာမှာတော့ကျဲသေးအွယ်ခန်းရှိတဲ့အစိမ်းရှင်ရောက်ကြောက်စိမ်းလက်ကောက်တကွင်းကို မြင်တွေ့လိုက်ရတယ်။ကြောက်စိမ်းလက်ကောက်ပါလားဆရာ။ဘသူကြသွားလဲမသိဘူး။မောက်ကောင်လည်း ညကြီးပေါ်မှာကျနေတဲ့လက်ကောက်ကိုယူလိုက်တဲ့အချိန်နားထဲမှာရှိုက်ချင်းငယ်ငိုနေတဲ့အတန်ကို ကြားလိုက်ရတယ်။မကောက်ကယူလိုက်တဲ့ကြောက်စိတ်လက်ကောက်နဲ့ငိုကြွေးတန်ကဘလို့ဆက်ဆက်နေမလဲဆိုတာတော့အောင်မြတ်တာနဲ့အစွဲလက်ကောက်ဆိုတဲ့ဇလန်းလေးမှပြိဿကြီးအောင်မြော်နာစီပြပါအောင်ရှင်။ဟုတ်ကဲ့ပါပြိဿကြီးရေအခုတင်ဆက်ပေးခဲ့တာကတော့စာရေးသူဇေယနာရှာမညရေးသားတဲ့အောင်မြတ်တာအတွင်းနဲ့အပိုင်း284ဖြစ်တဲ့ အောင်မြတ်တာနဲ့ချင်းမီတောင်းနဲ့ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ရက်ဒီမှာလေးတခြားစိတ်ဝင်စားစရာဇလန်းလေးတွေကိုတင်ဆက်ပေးအောင်မှာဖြစ်လို့ပရိသတ်ကြီးကကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့အသေးအသေးတွေတင်လိုက်သိရှိစီဖို့အတွက်ဘေးနားကနိုတီခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ကိုလည်းမမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။